မင်္ဂလာပါရှင်တင်းနှသာဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ24ရက်နေ့တွင်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တင်းနှသာဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှလာနေ့ကနေတောက်ကြနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ရီမျိုးက KK ပတ်ဝင်းအတွင်းမှာရှိတဲ့ကြားဖြန်ငွေလိန်ကိုင်းကိုစစ်တပ်ကဝင်ရောက်စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့်ကြားဖြန်လုတ်ကင်သူတွေဟာမြရီမျိုးပေါ်ရက်ွက်တွေစီထွက်ပြေးလာတာရှိသလို ထိုင်းနိုင်ငံဘက်ထွက်ပြေးနေတာတွေလည်းရှိတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံတက်ခိုင်မဲဆောင်မြို့ကိုထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဟာအော်တိုဘားလ23ရက်ထိအယောက်600နီးပါးရှိတယ်လို့ထိုင်းဘက်ကအာဏာပိုင်တွေကဆိုပါတယ်။တရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားသားကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေဟာအော်တိုဘားလ22ရက်မွန်းလွဲပိုင်းကနေစပြီး23ရက်နေ့အထိတောင်ရင်းမြစ်ကိုဖြတ်ကူးပြီးနေရောညပါအဆက်မပြတ်ဝင်လာကြတယ်လို့သိရပါတယ်။ တနင်္သာရီမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးပစ်ခတ်တာကြောင့်ဒေသခံ6ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။ဇဝဲကျေးရွာအခြေဆိုင်ခမာရ996တပ်ကအခုလ22ရက်နေ့ည9နာရီခွဲလောက်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးအမျိုးသမီး2ဦးနဲ့အမျိုးသား9ဦးဒဏ်ရာရရှိခဲ့တာပါ။ဒဏ်ရာရရှိတဲ့တွေကအမျိုးသမီး2ဦးမှာတော့လက်ပြတ်တောက်သွားတဲ့အထိဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ ာစီယံထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ခေါင်းဆောင်မင်းအောင်လိုင်းတက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့မလေးရှားအခြေစိုက်သတင်းတွေကပြန်လည်ဖော်ပြပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာစစ်အာဏာရှင်မင်းအောင်လိုင်းတက်ရောက်ဖို့ရှိတယ်လို့မလေးရှားအခြေစိုက်သတင်းဌာနတွေကဖော်ပြခဲ့ပြီးတဲ့နောက်မှာမလေးရှားအစိုးရတာဝန်ရှိသူတွေကအခုလိုဖြေရှင်းလာတာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ဒေတာရင်းအစိုးရခေါင်းဆောင်အတော်များများတက်ရောက်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမြန်မာစစ်ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ဝင်တွေကိုဖိတ်ကြားထားတာမရှိဘူးလို့သိရပါတယ်လောင်လုံမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတပ်သားတွေနဲ့တော်လန်ရေးတပ်တွေနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ22ရက်နဲ့22ရက်နေ့တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်သင်းမောနဲ့ခလာရ104ဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုတပ်သားတွေဟာဒေသခံ10နဲ့ချီကိုဖမ်းဆီးထားခဲ့ပြီး တိုက်ပွဲကြောင့်ဒေသခံအများပြားလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စကိုင်းတိုင်းမုံရွာခိုင်ဘူးတလင်မြို့နယ်ထန်းတော်ညောင်ကုန်းရွာကိုစစ်တပ်ကအော်တိုဘာလ22ရက်ည10:00နာရီကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်လို့အမျိုးသားတယောက်ကြီးစားထိမှန်တရားရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ကျေးရွာဟာကထိန်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ရွာဖြစ်ပြီးဘာသာရေးအခမ်းအနားလှုပ်ဆောင်နေတာကိုစစ်တပ်ကရည်ရွယ်ချက်ရှိရှိပုံကျဲခဲ့တာလို့ ေသခံတွေရဲ့ပြောကြားချက်ကိုကိုးကားပြီးပြည်တွင်းသတင်းတွေကဖော်ပြထားပါတယ်။ထန်းတော်ညောင်ကုန်းရွာဟာစစ်တပ်အထိုင်ချနေထိုင်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်စခန်းနဲ့တုံးမိုင်ခန့်ဝေးကွာတဲ့ကျေးရွာပဲဖြစ်ပါတယ်။ဘိတ်ခရိုင်အခြေဆိုင်ခလာရ103တရင်ကစစ်ကောင်စီတပ်သား2ဦးဟာလက်နက်ခဲယဉ်နဲ့တကွာထွက်ပြေးလာပြီးဗတ်ပြောင်းခိုလုံလာတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ22ရက်မှာထုတ်ပြန်ပါတယ်။ ထွက်ပြေးလာတဲ့တပ်သား2ဦးဟာခလာရ103သရင်ကနေတနင်္သာရီမြို့နယ်ဘက်ကိုအောက်ကင်းဝါအခြေဆိုင်ခမာရ59တရင်ကိုတာဝန်လွှဲပြောင်းခံရပြီးတဲ့နောက်စက်တင်ဘာလ28ရက်နေ့အောက်တိုဘာလ2ရက်နေ့တို့မှာထွက်ပြေးလာပြီးဗတ်ပြောင်းခုလုံလာတာလို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါတယ်ဗတ်ပြောင်းလာသူ2ဦးစီကနေ MA2 တလက်ကြီးပေါက်၄ခုကြီး260တောင်းလို့ပါလာပြီးတော်လန်ရေးတပ်ဖွဲ့ရဲ့ဘက်ကနေဂုံးပြူချီးမြှင့်ခဲ့တယ်လို့လည်းပြောပါတယ် ကနေ့တိုင်းတည်င်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။